်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာနာသိမ့်မြောက်လိုင်းကို ICC ဖမ်းဖွဲရန်ထုတ်ပြီးအာနာသိမ့်မြောက်လိုင်းအပေါ်အပြစ်တင်ပြီး International Criminal Court ICC ကဖမ်းဖွဲရန်ထုတ်ဖို့တောင်းဆိုလာတာဟာမြန်မာနိုင်ငံအတွက်မျှော်လင့်ချက်တစ်ခုဖြစ်လာတယ်လို့ပြောလို့ရပါတယ်ဒီဖြစ်ရပ်ဟာကမ္ဘာတရားမျှတမှုနဲ့လူ့အခွင့်အရေးစနစ်နဲ့မြန်မာစစ်အာဏာအပေါ်တာဝန်ယူမှုကိုတစိမ့်တစ်ပိုင်းတက်တည်ပြလိုက်တာပါ ICC ရဲ့ဥက္ကဋ္ဌအဖွဲ့က2024နိုဝင်ဘာလ28ရက်နေ့မှာမြန်မာစစ်တပ်အကြီးအကဲမင်းအောင်လှိုင်အပေါ်ဖဝနန်ထုတ်ဖို့တရားရုံးထံတင်ပြခဲ့ပြီးရိုဟင်ဂျာအပေါ်လူသားအပေါ်ပြစ်မှုများတွင်တာဝန်ရှိကြောင်းစွပ်စွဲထားပါတယ်။မင်းအောင်လှိုင်ဟာ2018ခုနှစ်အကြာရိုဟင်ဂျာအမျိုးသားများကိုရခိုင်ပြည်နယ်တွင်စစ်တပ်အင်အားဖြင့်ထုတ်ပိန်ဖျက်ဆီးမိရှို့တဲ့အထိလုပ်ခဲ့တာကြောင့်အမျိုးသားတစုလုံးအားဖျက်ဆီးခြင်းလူသားအပေါ်ပြစ်မှုစတဲ့အမျိုးအစားတွေဖြင့်စစ်တပ်တစ်ခုလုံးအဖြစ်ခံဖို့တာဝန်ရှိတယ်ဆိုတဲ့သက်သေတွေကို ICC ကရှိနေပါတယ် မြန်မာနိုင်ငံက ICC ကိုလက်မခံဘူးဆိုပေမဲ့ရိုဟင်ဂျာများလွတ်မြောက်လာတဲ့ဘင်္ဂလားဒေ့ရှ်ကတော့ Rain Statues ကိုလက်မှတ်ရေးထိုးထားတဲ့နိုင်ငံဖြစ်တဲ့အတွက် ICC ရိုဟင်ဂျာအပေါ်ပြစ်မှုတွေအတွက်စုံစမ်းခွင့်ရရှိလာခဲ့တာပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Amnesty International Human Rights Watch နဲ့အခြားလူခွင့်ရေးအဖွဲ့တွေကလည်းအပြစ်မဲ့မှုစနစ်ကိုရပ်တန့်ဖို့လိုအပ်တယ်ဆိုပြီးမင်းအောင်လိုင်နဲ့သူ့အုပ်ချုပ်အဖွဲ့ကိုတရားမဲ့မှုအောက်မှာဆက်ခံထားရတာကိုစန့်ကျင်ကြပါတယ်အခု ICC ဖန်ဝရန်တင်ပြမှုဟာ မြန်မာစစ်အာဏာအပေါ်အပြစ်မဲ့ခြင်းမခံနိုင်တော့ဘူးဆိုတဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့တက်တည်ပြလိုက်တာဖြစ်ပြီးဤအမှုဟာရိုဟင်ဂျာဒုက္ခသည်တွေအတွက်တရားမျှတမှုရနိုင်မဲ့အချက်တစ်ခုဖြစ်လာနိုင်ပါတယ်။နိုင်ငံတကာကနေမြန်မာစစ်တပ်ကိုတန်တမန်အစစ်စီးပွားရေးအစစ်နဲ့တဆင်ပြီးတဆင်ဖိအားပေးလာမယ့်အခြေအနေပါ။အခုဖန်ဝရန်တင်ပြမှုဟာတရားရုံးအစစ်တို့ဝင်လာပြီးဆိုတာမျိုးဖြစ်ပေမဲ့မြေအောင်လိုင်းကိုတကယ်ဖန်ဆင်းနိုင်ဖို့အ ਨੇ ဆုံးနိုင်ငံတကာတက်လျှောက်မှပူးပေါင်းမှုလိုအပ်ပါတယ်။ ICC မှာဝင်ရောက်အဖွဲ့ဝင်124နိုင်ငံရှိပေမဲ့ မြန်မာနဲ့တင်းကျပ်တဲ့မိဖအနေနဲ့တောင်အာရှနိုင်ငံအချို့ကစစ်အာဏာနဲ့ဆက်ဆံရေးရှိနေသေးတာကြောင့်ခံဝရန်ကိုအကောင့်ထည့်ဖို့ပို့ခတ်ခဲနိုင်ပါတယ်။ဒါပေမဲ့မြောက်လိုက်အနေနဲ့နိုင်ငံတကာခရီးသွားခြင်းနိုင်ငံတကာအစည်းအဝေးတက်ခြင်းဒေသအဆင့်မိဖနိုင်ငံများကိုကြီးတက်ခြင်းတွေမှာစိုးရိမ်ရဖို့ဖြစ်လာပြီးအဲ့ဒါက ICC ရဲ့ခံဝရန်တင်ပြမှုရဲ့တည်ရမှုတစ်ခုပါ။အခုလိုဖြစ်လာတာနဲ့မြန်မာနိုင်ငံအတွက်နိုင်ငံတကာအာရုံစိုက်မှုပုံမှုရှိလာမယ်။ပြည်တွင်းမှာလည်းစစ်အာဏာနဲ့တိုက်ပွဲဝင်နေသူတွေဒေသခံအဖွဲ့အစည်းတွေဟာနိုင်ငံတကာကတရားမျှတမှုရှိလာမယ့်ခံစားချက်ရလာရမှာဖြစ်ပါတယ် ICC ရဲ့လှုပ်ဆောင်မှုအပေါ်အခြေခံပြီးမြောက်လိုက်အပေါ်ဝရမ်းထုတ်တယ်ဆိုရင် ICC အဖွဲ့ဝင်နိုင်ငံတွေဟာသူ့ကိုဖမ်းဆီးပေးဖို့တာဝန်ရှိလာပါတယ်။ဒါဟာနောက်နောက်ကမှဆေးအာဏာလက်အောက်မှာအကြမ်းဖက်မှုတွေကိုတားဆီးဖို့တတိပေးမှုတစ်ခုပဲဖြစ်တာပါ။မြောက်လိုက်အနေနဲ့အခုအချိန်မှာပြပခီးထွက်ဖို့မလွတ်တော့ပဲနိုင်ငံတကာတလွားမှနာမည်မကောင်းဆုံးစီအာနာသိန်းအဖွဲ့အဖြစ်သက်သေထုတ်ခံနေရပါတယ်လူခွင့်ရေးချုပ်ပေါမှုနဲ့လူသားအပေါ်ပြစ်မှုတွေကိုထိတိယောက်ယောက်အေးအေးယူနိုင်ဖို့ ICC ရဲ့လှုံ့ဆော်မှုဟာမြန်မာအတွက်တရားမျှတမှုရဖို့ပထမဆုံးအစ်စ်ဖြစ်လာနိုင်ပါတယ် နောက်နောက်ခက်မှလည်းမင်းအောင်လိုင်အပေါ်တင်ပြထားတဲ့ပြစ်မှုတွေကစစ်အာဏာလက်အောက်ကအရာရှိတွေအတွက်လည်းတတိပေးမှုအနေနဲ့တက်ရောက်လာနိုင်ပြီးမြန်မာနိုင်ငံတနိုင်ငံလုံးအတွက်လူခွင့်ရေးတန်ဖိုးတဲ့တစ်ခုပေါ်ထွက်လာမယ်။ ICC ရဲ့ဒီအရေးယူမှုဟာအာဏာရှိသူများအပေါ်တာဝန်ရှိတယ်ဆိုတဲ့ကမ္ဘာသတင်းအချက်အလက်တစ်ခုအနေနဲ့တမိုင်းစာမျက်နှာတွင်မှတ်တမ်းတင်လိမ့်မည်။ဆက်လက်ပြီးရန်ကုန်လမ်းမပေါ်စစ်မှုတန်းအတွက်ပေါ်တာဆွဲမှုရော့ကျမှုဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့လမ်းမြပေါ်စစ်မှုတဲ့အတွက်ပေါ်တာဆွဲမှုရောကြသွားကြောင်းရန်ကုန်စကောက်နက်ဝက် RSN ထံကသိရပါဗျာ။အော်တိုဘား28ရက်မှနိုဝင်ဘာ2ရက်အထိကြီးမြနိုင်တောင်တကုန်းဒေါ်ပုံနဲ့လှိုင်သာယာမြို့နယ်တို့အတွင်းလမ်းပေးထိုင်နေစဉ်လမ်းမပေါ်ပေါ်တာဆွဲဖမ်းဆီးခံရသူ9ဦးနဲ့ရှာဖွေဖမ်းဆီးခံရသူ1ဦးစုစုပေါင်း6ဦးသာရှိကြောင်း RSN ကယနေ့နိုဝင်ဘာ3ရက်သတင်းထုတ်ပြန်ပါဗျာ။အရင်လားတွေကထက်အဖန်စီဖြစ်စဉ်တွေတည်ရတာနှဲသွားပါလေဗျာလမ်းမပေါ်လိုက်ဆွဲတာလေးလျှော့သွားပါတယ် ရွှေကောက်ပွဲကိုဦးစားပေးလုပ်ချင်လို့ယာယီထိန်းလိုက်ပုံရတဲ့ဟု RSN တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။ထို့ပြင်စစ်ကော်မရှင်တရားမဝင်ရွှေကောက်ပွဲဝါဒဖြန့်စက်ကားကို Facebook ပေါ်တွင်ဝေဖန်ခြင်းနှင့်ဝေဖန်ထားသည့် post များအားရရပေးမှုကြောင့်ဟုဆိုကာရုပ်ရှင်အမှုပညာရှင်၅ဦးအားစစ်တပ်ကယခုအဖက်တွင်ဖမ်းဆီးခဲ့ပါသေးတယ်။အော်တိုဘာ20ရက်ကနေ26ရက်အတွင်းရန်ကုန်လမ်းမများပေါ်ဖမ်းဆီးခံရသူ9ဦးနဲ့ရှာဖွေဖမ်းဆီးခံရသူ4ဦးအော်တိုဘာလ23ရက်ကနေ19ရက်အတွင်း လမ်းမပေါ်ဖမ်းဆီးခံရသူ15ဦးနဲ့အစည်းအဝေးဆက်ပြီးဖမ်းဆီးခံရသူ3ဦးအော်တိုဘာလ6ရက်ကနေ12ရက်အတွင်းလမ်းမပေါ်ဖမ်းဆီးခံရသူ4ဦးရှာဖွေဖမ်းဆီးခံရသူ4ဦးနဲ့စက်တင်ဘာလ29ရက်ကနေအော်တိုဘာလ9ရက်အတွင်းလမ်းမပေါ်ဖမ်းဆီးခံရသူ4ဦးအစည်းအဝေးဆက်ပြီးဖမ်းဆီးခံရသူ8ဦးနဲ့စစ်ဆေးပြီးဖမ်းဆီးခံရသူ6ဦးရှိခဲ့ကြောင်း RSN ကထုတ်ပြန်ထားပါတယ် ဆက်လက်ပြီးတသက်ခံရွေးကောက်ပွဲဝင်ခွင့်ပြုရန်အတနာခန့်စာတင်ပြမှု UEC ကဥပဒေစီမင်းစည်းကမ်းနဲ့အညီလှုပ်ဆောင်မှုသုံးသပ်ထားပြီးမြောက်လိုင်း၏အဆုံးဖြတ်တာအဓိကဟုဆိုတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခံက၎င်းကိုလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖြတ်ထားမှုအပေါ်တညာစဉ်းစားပြရနှင့်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ခွင့်ပြုရန်တင်ပြထားမှုအပေါ်ရွေးကောက်ပွဲကော်မရှင် UEC ကဥပဒေစီမင်းစည်းကမ်းနဲ့အညီလှုပ်ဆောင်ခြင်းဖြစ်သည့်ဟုသုံးသပ်တင်ပြထားကြောင်းသိရှိရပါတယ်။ အော်တိုဘာလနှောင်းပိုင်းတွင်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခိုင်တွင်အကြွေးပေးရရှိနေသောအချက်ကြောင့်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှရွှေခောက်ပွဲကော်မရှင် UEC ကပယ်ဖြတ်ခဲ့ကြောင်းထို့ရတွင်သက်သက်ခိုင်ကပြန်လည်စဉ်းစားပေးရမြောက်လိုင်းနှင့် UEC ဥက္ကဋ္ဌထံသို့အတနာခန့်စာတင်ထားကြောင်းအဆိုပါအတနာခန့်စာများကို UEC ဘက်ကပြန်လည်သုံးသပ်စဉ်းစားရတွင်ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည်ဟုသုံးသပ်ထားကြောင်းရှင်းသုံးသပ်ချက်ကိုလည်းစေကောင်းဆောင်မြောက်လိုင်းထံသို့တင်ပြကြမည်ဖြစ်ပြီးမြောက်လိုင်း၏အဆုံးအဖြတ်သာအဓိကဖြစ်ကြောင်း မြန်မာနိုင်ငံကခွင့်ပြုလျက်တသက်ခိုင်ရွေးကောက်ပွဲဝင်ခွင့်ရပြီဖြစ်ပြီးမြန်မာနိုင်ငံက UEC သဘောထားအတိုင်းသာဖြစ်သည်ဟုမှတ်ချက်ပေးလျင်တသက်ခိုင်ကိုကိုယ်စားလှယ်လောက်အဖြစ်မှပယ်ဖျက်ထားမှုကိုရှုတ်သိမ်းရန်မရှိကြောင်းသိရပါတယ် UEC အဖွဲ့အတွင်းသဘောထားကတော့ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီဆောင်ရွက်ခြင်းဖြစ်တဲ့ပြဋ္ဌာန်းချက်နဲ့အညီဆောင်ရွက်ခြင်းဖြစ်တယ်လို့သုံးသပ်ချက်ထွက်ပါတယ်အဲ့ဒီတုံသက်ချက်ကိုလေဘိုးချုပ်မှုကြီးစီပုံမယ်အကြွေဘိုးချုပ်မှုကြီးက UEC ရဲ့အဆုံးဖြတ်ကိုသူ့အနေနဲ့ဘာမှဆွတ်ဖက်စရာမရှိဘူးဆိုရင် ဒေါက်တာတသက်ခိုင်ရဲ့ကိုယ်စားလှယ်လောင်းပယ်ဖျက်ထားမှုကဘာမှပြုပြင်ပြောင်းလဲမှုရှိမှာမဟုတ်ဘူး။ဒေါက်တာတသက်ခိုင်ရဲ့အသနာခန့်စာအပေါ်ဗိုလ်ချုပ်မှုကြီးကယက်ဆိုရင်ရွေးကောက်ပွဲဝင်ခွင့်ရမယ်။ UEC အဆုံးဖြတ်တိုင်းလို့မှတ်ချက်ပေးရင်တော့သူရွေးကောက်ပွဲဝင်ခွင့်က노ဖြစ်မှာပုံ။ဒါပေမဲ့တစ်ဖက်မှာလည်းသူအကျွေးတွေကမကြည်သေးတော့ဥပဒေနဲ့ကညှိနှိုင်စေဖြစ်တာမို့သူရွေးကောက်ပွဲဝင်ခွင့်မရဖို့ကအသေးချာတလောက်ဖြစ်ပါတယ်ဟုရှင်းမှုကိစ္စကိုထဲထဲဝင်ဝင်သိရှိနေတော့နေပြည်တော် UEC ရွေးကောက်ပွဲကော်မရှင်တရင်ရင်မြက်ကရှင်းပြပါတယ်။ ရှမ်းကုန်းတိုင်းအမျိုးသားလွတ်တော်မင်းဆန္ဒနှင့်အမှတ်နှစ်တွင်အမည်စရဲတင်သွင်းထားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်သည်သက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှေ့ခါကြီးပါပြဋ္ဌာန်းချက်နှင့်ညီစွန်သက်ဖြင့်ကိုစဲလောင်းဆက်ရက်မှဖဲဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့ပြီးဖြစ်ပါသည်။ကဘာအီဖျားလက်နှင့်ဆရာဆန်လန်တောင်ရှိ68 resident အင်ညာစီမံကိန်းကိုတသက်ခိုင်နှင့်အောင်ကျော်ဝင်းတို့ကကမ်ဘောစာဖန်ထမ်းမှငွေချက်ဘီလီယံ100ကျော်ချေငှခဲ့ကြောင်းသို့ရတွင်68 resident အင်ညာစီမံကိန်းမှာအချိန်မီပြီးစီခြင်းမရှိခြင်း အခမ်းအနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမ္ဘောဇာဘက်မှချေယူထားသောငွေချက်ဘီလီယံတရာကျော်မှလည်းအတူရောအရင်းပါပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရပါတယ်။စစ်တပ်ကပြင်ဆင်ထားသောပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခမ်းအနားပုံမှန်ရှိကားကြီးပါလွတ်တော်ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့မဟုတ်မတင်လျော်သည့်ပေးရန်တာဝန်ကင်းရှင်းသူများဟုပြဋ္ဌာန်းထားရာတသက်ခိုင်မှကမ္ဘောဇာဘက်သို့ငွေချက်ဘီလီယံတရာကျော်အကျွေးပေးရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နှင့်ညီဆိုးနေခြင်းဖြစ်ပါသည် သက်သက်ခါရပါဝင်လွှတ်တော်ကုစရလောင်း86ဦးကိုလွှတ်လွှတ်တော်ကုစရလောင်းအရေးချင်းသတ်မှတ်ချက်များနှင့်မပြည့်မီသည့်ဖြင့်လွှတ်တော်ကုစရလောင်းများအပြစ်မှပယ်ဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါသည်သက်သက်ခိုင်ကမူ၎င်းအနေဖြင့်အမေရိကန်ဒေါ်လာတန်185တန်တန်ငွေကျပ်အားဖြင့်840ဘီလီယံတန်68 resident အင်ညာစီမံကိန်းအတွက်ကမ္ဘောဇားဘက်မှအချွေးယူခဲ့ပြီးအတိုးနောက်ကျကြေညာဖြစ်ပေါ်ခဲ့ကြောင်းအချွေးကို10နှစ်တန်တီဖြစ်စေ10နှစ်တန်တီဖြစ်စေဆက်လက်ဆက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တွင်လုံခဲ့သောရက်ပိုင်းအတွင်းသတင်းစာရှင်းလင်းပွဲကျင်းပ၍ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ဆက်လက်ပြီးကျန်းဖို့ပါတီကငွေပေးမည်ဟုဆိုကမဲဆွဲစည်းရုံးရေးလိုက်ခိုင်းတော်လဲအမှန်တကယ်မရရှိဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။စစ်တပ်ကြောထောင်းနောက်ခံပေးထားတဲ့တန့်ခိုင်ရေးပါတီကမဲဆွဲစည်းရုံးရေးလိုက်သူတွေကိုငွေကျပ်တထောင်ခွဲပေးမယ်လို့မလုံပေးပြီးခေါ်သွားပေမယ့်အမှန်တကယ်မရရှိဘူးလို့မဲဆွဲစည်းရုံးရေးလိုက်သူတွေကပြောပါသည်။ ရန်ကုန်တာကိတမြို့နယ်ကနေဝင်ရောက်ရှင်းပြိုင်မဲ့ချမ်းခိုင်ရေးပါတီကိုစစ်လေလောင်းတွေဟာမဲဆွယ်စည်းရုံးရေးလိုက်ပါရင်စံနဲ့ငွေကျပ်1000ခွဲပေးမယ်ဆိုပြီးစိုက်ကားသမားတွေနဲ့ဘေးတွဲသမားတွေကိုပြောဆိုထားတာဖြစ်ပါတယ်။တာကိတမှာဘေးတွဲမောင်းသူတယောက်ကအလကားပတ်စံလေမရဘူး။စံလေမရဘူး။သွားတောင်းတော့အုတ်ချွေရည်မှုတွေကိုပေးထားတဲ့တယ်။သူတို့စီသွားတောင်းတော့လည်းမတိဘူးပဲပြောတယ်။အဲ့ဒီပတ်စံလေးတော့မပေးနိုင်ပဲသူတို့ကိုမဲထည့်ပေးဖို့အကြည့်ပဲပြောတယ်။ကျွန်တော်တို့ဆိုဘေးတွဲမမောင်းရဘူး။သူတို့နောက်ပဲလိုက်ရတယ်။ပတ်စံမရတော့နောက်နေ့တွေမလိုက်တော့ဘူး။ကိုပဲဒုက္ခရောက်မယ်လို့ပြောပါတယ်။ တခြားမျိုးနယ်တွေမှာလည်းကြန့်ခိုင်ရေးပါတီဝင်တွေကမဲဆွယ်စည်းရုံးရေးတွေကိုလိုက်ဖို့စိုက်ကားသမားဗီဒွေသမားတွေကိုခေါ်ယူနေတာရှိတယ်လို့သိရပါတယ်။အလားတူပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်းကြန့်ခိုင်ရေးပါတီနဲ့အပြိုင်ပတ်စံပေးပြီးမဲဆွယ်စည်းရုံးရေးလိုက်ဖို့ခေါ်ယူနေတာတွေရှိတယ်လို့စုံစမ်းသိရှိရပါတယ်။အာနာသိန်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတူရောက်ရွေးကောက်ပွဲဖြစ်ပြီးပြည်သူတွေဝိုင်းဝန်းစန့်ကျင်ကန့်ကွက်ကြဖို့အမျိုးသားညီညွတ်ရေးဆိုရာ NUG နဲ့တော်လိုက်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ကျမတဲ့တင်စမှုကိုဒီမှာပဲရနာကွယ်ပြုပါရှင်။ 阿隆贝选篮彩咪打巴西人？嗯